British အားလုံးပဲမင်္ဂလာပါရှင်။မင်္ဂလာခေတ္တမှာပြန်လည်ကြိုဆိုလိုက်ပါရှင်။ Tomorrow Channel နဲ့ကနေနေစဉ်ပြည်တွင်းပြပသတင်းများ၊တော်လိုင်းရေးသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပင်းကြီးစာတင်တင်ဆက်ပြီးတော့မှဖြစ်ပါလို့ရှင်။ရှ िख ပရမအောင်ဆောင်စာတင်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ Bluetooth ကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ကမ်ပိန်းအတွဲတောင်းငယ်ကိုထိန်လင်းအမေရိကန်တို့ရောက်ရှိနေတဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင်။ အကြမ်းဖက်စကားစီဟာမတရားဖမ်းဆီးထားတဲ့လူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ကမ်ပိန်းအတွင်းတိုင်းငယ်ကိုချင်းလေးကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့သို့ရောက်ရှိလာကြောင်းသိရှိရပါသည်ဂျော်ဆန်စုကြည်ရဲ့တာငယ်ခင်အရစ်ခေါ်တဲ့ကိုတင်လင်းကစူ80 birthday campaign အတွေ့ အမေရိကန်ရောက်မြန်မာပြည်သူများနဲ့တွေ့ဆုံပွဲများသို့တက်ရောက်ရန်ရောက်ရှိလာခြင်းဖြစ်ပြီးကိုထိန်လိန်ကိုနယူးယောက်အလေးစိတ်တွင်မြန်မာပြည်သူများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါသည် မြန်မာဒီမိုကရေစီကောင်ဆောင်ဂျော်ဆန်စုကြည်ရဲ့သားငယ်ကိုချင်းလင်းခေါ်တဲ့ခင်အရီကမြန်မာနိုင်ငံတွင်ပုံမိုးဆိုးရွားလာနေတဲ့လူသားချင်းစာနာထထားမှုဆိုင်ရာအခက်အခဲနဲ့နိုင်ငံရေးအကျက်တများအတွေ့နိုင်ငံတကာမှာအရေးတကြီးလှုံ့ဆော်ရလို့ NGO များကိုတိုက်တွန်းတောင်းဆိုရင်အတွေ့အမေရိကန်နိုင်ငံတော်ဝန်ရှိမြို့ရှိမြို့သူတွားရောက်မဖြစ်ကြောင်းတရှိရပါတယ် ကိုချင်းလင်းကအမေရိကန်ပြည်ထောင်စုနယူးယောက်ဘော့စတန်ဝါရှင်တန်ဒီစီပို့စ်ဝင်းလော့အေဂျင်လီဖန်ပရစ်စကို စီဒိုနာနဲ့အော့စတင်တို့နဲ့ပြည်ပရောက်မြန်မာနယ်ပွားများဒီမိုကရေစီထောက်ခံသူများနဲ့တွေ့ဆုံမှုဖြစ်ပြီးနိုင်ငံတကာရဲ့ထောက်ခံအားပေးမှုရရှိရန်နဲ့အမေရိကန်နိုင်ငံမှာပုံမှန်ထိရောက်တဲ့လှုံ့ဆော်ချက်များလှုံ့လောက်စေရန်တိုက်တွန်းတောင်းဆိုတွားမိဖြစ်ကြောင်းသိရှိရပါသည် ကိုချင်းလည်းရဲ့ခီးစင်အတိကရွယ်ချက်များအနေဖြင့်ချောဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအတွက်တိုက်တွန်းတောင်းဆိုရန်စကောက်စီအပေါ်ကိုပုံမပြင်းထန်တဲ့အရင်းယူမှုများပြုလုပ်ရင်းအမေရိကန်နဲ့ကမ္ဘာလုံးဆိုင်ရာမဟာမိတ်များအနေဖြင့်စကောက်ဆောင်များသည့်၎င်းတို့ရဲ့ဗန္ဒာရေးကွန်ရက်များအပေါ်မှာပြစ်မှားချပိတ်ဆို့အရင်းယူမှုများချက်ထွင်ရန်စစ်အုပ်စုအားနဲ့အယောင်ချမှုနဲ့စစ်ပဆိုင်ရာခြောက်ပတ်မှုများကိုရပ်တန့်ရန်တရုတ်နဲ့အင်းနီချင်းနိုင်ငံများအားဖိအားပေးရန်တို့ပါဝင်နေဟုတည်ရှိရပါသည် ဒါကကျွန်တော်မိမိတယောက်တည်းအတွက်မဟုတ်ပါဘူး။ဒါဆေအုစုရဲ့ရက်ဆက်ကြံကြုံမှုအောက်မှာတန်းနဲ့ချိတဲ့ပြည်သူတွေခံစားနေရတဲ့အကြောင်းပါ။တမရော်ကိုထောက်ခံတဲ့သူတွေကိုတာဝန်ခံယူခံနိုင်ပြီးအကြံဖက်မှုတွေရက်တန့်ဖို့အလို့ဆောင်ချက်စစ်စစ်ချက်တွေရရှိဖို့တောင်းဆိုရပါမယ်။မိမိအတွက်ကျွန်တော်တို့လုပ်နိုင်ပါတယ်။မြန်မာနိုင်ငံအတွက်ကျွန်တော်တို့လုပ်ရပါမယ်ဟုကိုထင်းကတရင်ထုတ်ပြန်ကြေညာချက်တွင်ပြောဆိုထားကြောင်းသိရှိရပါသည်။ ဂျော်ဆန်စုကြည်ကိုမြန်မာစကားစီကနေနီဂျော်ဂျာလောကတီတက်အထူးကြံစွာချုံတော်ခံထားပြီးစေဝါကုသခွင့်ရမရအတိပြုနေခြင်းမရှိကြလို့မိသားစုနဲ့လည်းဆက်တွယ်မရပဲရှိနေကြောင်းအသက်80နှစ်ရှိနေပြီဖြစ်တဲ့ဒေါ်ဆန်းစုကြည်အခြေအနေကိုမသိနိုင်ပဲနဲ့လုံခြုံပြီးခင်ရင်းနဲ့ကျမရဲ့အတွေ့အဆိုရနေရတဲ့အခြေအနေဖြစ်နေကြောင်းသိရှိရပါတယ် တချိန်တည်းတွင်စစ်တပ်ကအရသားများကိုလေကြောင်းတက်ခိုက်လုပ်ခြင်းအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းနဲ့တန်ပေါင်းများစွာသောပြည်သူများနေရာဆွခွာထွက်ပြေးနေရာချင်းစတဲ့ဤလမ်းများဖြင့်ပြည်သူများပေါ်မှာရက်ဆက်ကြံကြုတ်တဲ့စစ်ပွဲကိုဆက်လက်ဆင်းရဲနေဆက်ဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့တုံညဖြင့်စတင်ခဲ့ရတဲ့ ကျော်လေးလေးနှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာနိုင်ငံရဲ့နယ်မြေငါဆယ်ခန်းလုံးကျော်ကိုထိ ंछ ုပ်နိုင်တော်လေး၆ခန်းအပင်းမှုနဲ့ကြက်ကြက်ခန်းမှုလိုအပ်နေစဉ်ဟိုတမ်းမကြီးဦးကျော်မထွန်းပြောဆိုထားတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်မြန်မာနိုင်ငံတွင်နိုင်ငံရဲ့စစ်တပ်ရဲ့စစ်အာဏာသိမ်းမှုကြောင့် တုံမြဖြင့်စတင်ခဲ့ရတဲ့တော်လိုင်းရင်မှာဒီနေ့ကြောကြာမြင့်လာတဲ့ချိန်မှာနိုင်ငံရဲ့နယ်မြေ50ခန်းလုံးကျော်ကိုထိန်းချုပ်နိုင်တော်လဲပဲ6ခန်းအပင်မှုနဲ့ကြက်ကြက်ခံမှုလိုအပ်နေဆက်ဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မွန်ထွန်းကပြောဆိုထားဖြစ်ပါရယ်မက်စလာ6ရက်တွင်အေရှားဆိုဆိုင်ယိုက်တီကကျင်းပခဲ့တဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲတွင်၎င်းအချက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါရယ် ကျွန်တော်တို့နိုင်ငံတကာအတိုင်ဝန်ကနေအကူအညီအများကြီးလိုအပ်နေပါတယ်ကျွန်တော်တို့ပြည်သူတွေကကြက်ကြက်ခံပြီးအကြမ်းဖက်ဆစ်အုပ်စုကိုတွန်းလှန်နေပါတယ်ပြည်သူတွေရဲ့ကြက်ကြက်ခံတွန်းလှန်မှုများကြောင့်ကျွန်တော်တို့အနိုင်ရနေပြီးတခြားဖက်ဆစ်အုပ်စုကကြာရှုံးနေတယ်ဆိုတာကျွန်တော်အသေးစားပြောနိုင်ပါတယ်ကျွန်တော်တို့တော်လိုင်းရေးကတုံညကနေစခဲ့တဲ့တော်လိုင်းရေးဖြစ်ပါတယ် အခုဆိုရင်တော့ကျွန်တော်တို့ကြော်လိုင်းရင်လက်နက်ကအဖွဲ့များနဲ့ပိုင်းရင်တော်လိုင်းရင်လက်နက်ကအဖွဲ့တွေကနေမြင်ကဆယ်ခန်းလုံးကြော်ကိုထိ ंछ ုပ်ထားနိုင်ပြီဖြစ်ပါတယ်ဟုမြန်မာတပ်မတ်ကြီးဦးကျော်မွထွန်းကပြောဆိုထားဖြစ်ပါတယ်သူပင်ကိုလသမကဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မွထွန်းကမြန်မာနိုင်ငံမှာလက်ရှိအခြေအနေနိုင်ငံတော်အခမ်းအနားအာဆီယံခန်းကဏ္ဍစတင်အကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့ပြီးမြန်မာပြည်သူများမြန်မာနိုင်ငံရဲ့မိတ်ဆွေများကို ကြော်လိုင်းရေးတွင်ဆက်နေပေါင်းဝဲ၆ခန်းပေးကြရအတွက်လဲတောင်းဆိုထားကြောင်းသိရပါတယ်ကျွန်တော်တို့တော်လိုင်းရေးအပီတူတွေကိုဗဟုအပြည့်ပြည့်ပြည်သူတွေကိုဥတည်ထားတဲ့တော်လိုင်းရေးဖြစ်ပါရယ်ဒီတော်လိုင်းရေးမှာလူငယ်တွေရဲ့ပါဝင်မှုကြားပြီးဆိုရှယ်မီဒီယာနေပြည်တော်များရဲ့အထောက်ပံ့တွေကြောင့်တော်လိုင်းရေးကိုပို့ပြီးရှေ့ရောက်စေတာပါဒါတွေကြောင့်ပဲကျွန်တော်ဒီကနေ့လိုဆွေးနွေးပြောဆိုခွင့်ရရှိခဲ့တာပါမြန်မာပြည်ပြည်တွင်းမှာရှိနေတဲ့ပြည်သူများ မြန်မာပြည်ပြင်ပမာရှိနေတဲ့ပြည်သူများအထူးသဖြင့်လူငယ်များနဲ့မြန်မာနိုင်ငံရဲ့မိတ်ဆွေများကိုကျေးဇူးအများကြီးတင်ပါတယ်။နေနေကြကာလအတွင်းတို့ရဲ့ကြက်ကြက်ခံတွန်းလှန်မှုများကြောင့်ကျွန်တော်တို့ကျွန်တော်ရဲ့ကအောင်မြင်မှုတွေရရှိလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီကနေ့အခွင့်အရေးတော်မှာတို့အားလုံးကိုကျေးဇူးတင်ချင်ပါတယ်။အားလုံးရဲ့ပါဝင်မှုကြက်ကြက်ခံမှုများကိုကျေးဇူးတင်ပါတယ်။ အလုံးရဲ့ပါဝင်မှုထောက်ခံမှုစက်တက်ခံမှုများကိုဆက်လက်ပြီးတော့လိုအပ်နေပါသေးတယ်။ဒါကြောင့်ပဲမဲနီလန်များနဲ့မဆိုကျွန်တော်တို့မြန်မာပြည်သူများအတွေ့ကျွန်တော်တို့မြန်မာပြည်တော်လှန်ရေးတွေအတွက်ဆက်လက်ပါဝင်ပေးကြပါထောက်ခံပေးကြပါအတူတကွတွန်းနိုင်လဲကျွန်တော်တို့အနိုင်ရရှိမှာတည်ချပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုကုနာသမဂဆရာမြန်မာပြည်ရန်ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မွထွန်းကပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့မော်ဘီရီလူငယ်များကိုစစ်မှုထမ်းခိုင်းရအတင်းနမှာဖမ်းဆီးဆွဆောင်နေတဲ့ဝါနဲ့ချောင်းဆန်ပြရွာအုပ်ချုပ်ရေးမှုရုံးကို40မမဘုံတီလက်နဲ့ဖြင့်ပြစ်ခတ်မှုစစ်သားတို့ချုပ်တိုက်ခိုက်တေဆုံမှုရှိနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ ရန်ကုန်မြို့မော်ဘီမြို့နယ်တွင်စစ်မှုထိုင်းရင်လူငယ်များကိုအတင်းအဓမ္မဆူဆောင်းပေးနေတဲ့ဝါနဲ့၆ဆန်ပြရွာအုပ်ချုပ်ရေးမှုရုပ်ကိုလေးဆန်မှမှဘုံတီဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရတွင်အကြမ်းဖက်စကောင်စစ်ဖက်ကနေအုပ်အပြန်ထန်တန်းရှိခဲ့ကြောင်း Civilian Military FRDA အထူးစစ်ကြောင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။ မတ်လ17ရက်နေ့ည8:00နာရီ27မိနစ်ခန့်အချိန်မှာမော်ဘီမြို့နယ်ဝါနဲ့ချောင်းဆက်ပြကျေးရွာကြောက်တောင်ဆူအုပ်ချုပ်ရေးမှုရုံးတွင်တက်ဆွဲထားတဲ့အကြံဗစ်စတာပြည်စွာထင်များနဲ့အုပ်ချုပ်ရေးမှုတွေကိုတော်လိုင်းရဲပေါ်များက40မမဘုံတင်ဖြင့်အပြစ်ခံတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ရင်းတိုက်ခိုက်မှုအတွင်မှာအုပ်ချုပ်ရေးမှုရုံးဆောင်ကာကင်ကိုထိမှန်ခဲ့ပြီးအကြံဗစ်စကောင်စစ်တပ်၂ဦးထပ်မံနဲ့ပြင်းထန်တမ်းရရှိခဲ့ကြောင်းတော်လိုင်းရဲပေါ်များအထူးကံရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ထို့သောတာခတ်မှုတွင်အကျံပစကောင်းစီအလိုချာပြီးတုစမထံအအဝရေအာဓမတွေကိုအတက်တွင်းနေခဲ့တဲ့စကောင်းစီတောက်တိုင်ရန်နေရဖြစ်သောကြောင့်စည်ရပြစ်မှအဖြစ်ဆက်လက်တုတ်ပြန်တတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်တိုက်ခမှုတွင်ပါဝင်နေတဲ့ရှင်ဘုခရအမတ်15တရင်မှာအဘိုးကောက်ယူမှာမော်ဘီမြွနဲ့ဝါနဲ့60ပြတ်ကျင်းရရှိကြောက်တောင်စုအုပ်ချုပ်ရေးမှုရတွေတက်ဆွဲထားတဲ့စစ်သားပြူစော်တင်တဲ့အုပ်ချုပ်ရေးမှုအဖွဲ့ဝင်များကိုလေးစင်မမဗုဒ္ဓများအဖြစ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရပြီးစစ်သားနဲ့ဥထမနဲ့တေဆုတ်ခဲ့ပြီး အုတ်ချုံရုံမှုရုံကကင်းတဲ့ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးတပ်ဖွဲ့ Civilian Military SRTN နဲ့ရွှေဘိုခရိုင် MS 5တရင်တို့အပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းတစ်ဆက်ပင်မှုကျွန်မရဲ့ခေတ္တနာကိုပြပါရှင်။အဘိနာဆုံအတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။